ားလုံးပဲမင်္ဂလာပါဗျာ။စိုင်းနဲ့သတင်းဌာနမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာ။အခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်တွေကတော့ CDN ဆရာဝန်တွေကိုပြန်ပြီးလက်မခံဖို့ပြောဆိုနေတဲ့မင်းအုပ်စုနဲ့ကိုရွှေမျိုးဝင်းရဲ့ရုပ်သံဗီဒီယိုဖိုင်ကိုတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ဒါမှမင်းအုပ်စုနဲ့ကိုရွှေမျိုးဝင်းကအဲ့ဒီကြောင့်နဲ့ပတ်သက်ပြီးဘလို့တွေပြောဆိုနေတယ်လဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလို့ရတော့တဝေဖောင်းပေးကြပါအောင်ခင်ဗျာ။အားလုံးကိုလည်းစိုင်းနဲ့သတင်းဌာနမှာအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ ခေါင်းစဉ်လေးတစ်ခုပြောရအောင်ဗျာမနေ့ကစပြီးတော့ hot နေတဲ့ခေါင်းစဉ်လေးပေါ့ဟုတ်ကဲ့ CDN ဆရာဝန်တွေကပြန်ပြီးတော့လှုပ်လှုပ်ချင်တယ်ဆိုပြီးတော့တနာခံစာတင်တယ်လို့ကြားတယ်အဲ့ဒါကိုဒီဘက်ကလူတွေကလည်းလက်မခံသေးခြင်းဘူးလက်ခံခြင်းနဲ့အတိုင်းဝမ်းလည်းလက်ခံသေးခြင်းနဲ့အဲ့ဒီပေါ်မှာခင်ဗျားဘာမြင်လဲကျွန်တော်အမြင်တွေကတော့အများကြီးပြောခဲ့ပြီးပါပြီဟုတ်ဒါပေမဲ့မေးတော့လေထပ်ပြောရတာပေါ့ဗျာပြောရရင်တော့ဆောက်ချက်မရှိတဲ့လူနဲ့စောက်မှန်မရှိတဲ့လူလာပြင်ဟုတ်ကဲ့ဗျာဆရာဝန်ဆိုတဲ့လူကလည်းသူတို့ယုံကြည်ချက်နဲ့သူတို့ CDN လောက်သွားတယ်လူနာကြီးတေးသေးသေးကြီးဟုတ်ဟုတ်လားဆရာဝန်တွေရဲ့ လို့ပြောမယ်ပြန်ခန်းချက်တွေတော့မှပြစ်တယ်ပြီးတော့သူတို့ဆွန့်ခွာသွားတာဟုတ်ကဲ့ဒီသူတွေပေါ်မှာရက်ဆက်သွားတာဟုတ်ကဲ့ကာလာလည်းနေတော့မဟုတ်ဘူးကြာလေးနဲ့ကျော်သွားပြီဟုတ်ကဲ့အခုကြမှာဘာလို့ပြန်ဝင်နေတာဟုတ်ကဲ့ဒူလိုသားသားအမားကိုတိတူပြန်ဝင်နေတာလဲဒူဒီမဟုတ်ပြစ်ပေါ်နေတဲ့နိုင်ငံရေးစီအနေထားတွေကြာသူတို့ဘက်ကအချိန်ကြီးမလာတော့ဘူးသာတိလို့ပြန်ပြီးတော့ဘက်ကူးလာတာဒါတွေကကျွန်တော်တို့ကအများကြီးစဉ်းစားဟုတ်ကဲ့ဗျာနောက်တစ်ချက်ကဘလောက်စိတ်ချယုံကြည်ရဟုတ်ကဲ့ဗျာဒါကျွန်တော်ကအခုနေတာကနတ်ဆက်ကအနေနဲ့လက်ခံတယ်လို့ ဒီမထွက်သေးပါဘူးသူလည်းစဉ်းစားသေးပါဟုတ်ကဲ့ပါလက်ခံပြီးလို့ရှိရင်တော့ထပ်ပြီးမေးရမှာပဲပြည်သူတွေတနက်နဲ့တေးနေတာအားမရသေးလို့အဲ့နဲ့တေးအောင်ထပ်လုပ်တာလားမေးပါကျွန်တော်ဟုတ်အားမရတဲ့မေးပါဒါပေမဲ့ဒီမေးခွန်းကဒီချိန်ကားတော့မလိုအပ်သေးဘူးလက်ခံရရင်တော့ကျွန်တော်တို့မေးရအောင်ဟုတ်ကျွန်တော်ဖတ်ကူးတာကတော့ဗျာအကြမ်းမင်းပြောရရင်ဆရာဝန်ဆိုတဲ့လူသားသားသူတို့ဘွဲယူခဲ့ချိန်မှာတစ္ဆာဆိုကြရန်သူပင်ဖြစ်လင်ကစားမှန်ပါတယ်ဗျာသူတို့စေကုပေးရမယ်ဆိုတဲ့ဟာလေးရှိတယ်ဗျာမှန်ပါဗျာနောက်တော့ကျွန်တော်သိရတဲ့လောက်ကကိုဗစ်တက်ပွေမှာဆိုရင်တက်ပွေကြောင့်ပေရတဲ့လူနာအရေအတွက်တဲ့စာရဲ့ဆရာဝန်မရှိလို့ သေသွားတယ်လူနာအရေးအတွက်ကများတယ်လို့ကြားတယ်မှန်ပါတယ်ဘာလို့လဲလူနာတွေကဟိုကုသမှုခံယူနေရလို့ရှင်စိတ်ကြကအများကြီးတက်ကြွတယ်ဟုတ်ကဲ့ဗျာကုသမှုမခံယူရတဲ့အတွက်စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်ပြီးတော့စိတ်ကြပြီးတော့ဒီကောင်ရတယ်လူအများကြီးပါဟုတ်ကဲ့ဒါကကျွန်တော်တို့ကတကယ်ကိုဗစ်တခုပဲကြည့်နေလို့ကိုဝင်သေးတယ်ကလေးတငယ်တွေအေးပေါ်ဖြစ်နေတဲ့လူနာတွေအားလုံးနေပါအသက်ဆုံးရှုံးခဲ့ရတာဒီဆရာဝန်တွေရဲ့ ရက်ဆက်ရုံမှမှုကြောင့်လို့ကျွန်တော်တို့ပြင်းပြနေတယ်ပြောရမှာဟုတ်အဲ့ဒါကိုကျွန်တော်လည်းအပြည့်အဝထောက်တယ်ဆိုတော့ခင်ဗျားပြောတော့တဲ့အထက်မှာကိုမောက်ကိုတိလို့လားနိုင်ငံရေးအခြေအနေကြောင့်လားဆိုတော့အမောက်ကိုတိတာတော့မဖြစ်နိုင်ဘူးပြဘာကြောင့်အမောက်ကိုတိမယ်ဆိုရင်တို့ပညာတတ်လူတန်းစားဖြစ်တဲ့အတွက်အမောက်ဆိုတာ300လင်းလည်းတိနိုင်တယ်600လင်းလည်းတိနိုင်တယ်ပြီးကြတာပေါ့တိနိုင်တယ်ဗျာပြီးကြတာပေါ့ဗျာ၄နှစ်လောက်ထိစောင့်ကြရမလို့ပါဘူးမလို့ပါဘူးဟိုဒီအခြေအနေရောက်မှပြန်ပြီးတော့လှုပ်လှုပ်ပေးရစီလို့အတနာခံပြီးပြန်ဝင်လာတာဟာနိုင်ငံရေးအခြေအနေကြောင့်ပါဒီလိုပဲသုံးသပ်ပါတယ်ကျွန်တော်ဒီပြည်သူတွေပေါ်ကိုလူနာတွေပေါ်ကိုတိုင်းပြည်ပေါ်ကိုအစိုးရပေါ်ကို ရုပ်ရုံပန်းမှာမိုက်မရိုင်းရိုင်းလှုပ်သွားတဲ့ဒီလူဒန်းသားတွေကိုပြန်လက်ခံလိုက်ရင်ငကိုတွေကတိုင်းပြည်ပေါ်မှာလူနာတွေပေါ်မှာအပြည်သူတွေပေါ်မှာတစ္ဆာရှိသွားနေခဲ့ကြတဲ့စိတ်ဝင်တန်းလောကမှာရှိတဲ့ဆောင်းဝင်တွေဆောင်းမတွေနတ်တွေသူတို့တွေအတွက်လည်းအနေတော့မကင်းဘူးလို့ကျွန်တော်ထင်တယ်ဗျအခုအခုတိတိကိုမကင်းပါဘူးဒီကောင်းလေးမဝင်သေးဘူးအရင်ရဝင်ငယ်ပြီးသားပုံပုံရှိတယ်အဲ့အုပ်စုဖွဲ့ပြီးတော့အနိုင်ကျင့်တာကိုအခုချိန်ထိကမ်းနေရစေဒါတွေကဟိုလူကြီးတွေလည်းမသိချင်ဆောင်းနေကြတယ်ဟုတ်ကဲ့ဗျမစေးုံနေမှာလိုက်မေးကြည့်ပါတယောက်ချင်းဟုတ်ကဲ့ဗျအဖြေတွေထွက်လာပါလိမ့်မယ် ကျွန်တော်တို့ကဘာကြောင့်ဒီလိုပြောလဲဆိုတော့ကျွန်တော်တို့ဒီမှာရင်လားဖွင့်တဲ့လူတွေအများကြီးရှိပါတယ်ဟုတ်ကဲ့ပါဗျာနန်းစီစီရန်တွေဟုတ်ကဲ့ဒါဒီလိုဖြစ်နေပါပြီဟိုလိုဖြစ်နေပါပြီ ਨੇ ကြောက်များစွာလာပြောကြပါဟုတ်ကဲ့ပါဗျာဒါဒီကိုကြီးချင်းအပြင်ပြနိုင်ပါတယ်အဲ့တော့ဒီအုပ်စုကြီးတက်ပြီးပေါင်းနိုင်မယ်ဆိုရင်စီးလောကတစ်ခုလုံးကတို့ချီပွားအောင်ပြားပြားမောက်အောင်ပါတက်ပြီးတော့ဟုတ်ကဲ့ပါဗျာအဲ့တော့ဒီကုန်းချောက်အောင်မယ်ဆိုရင်အခုဒီဆရာဝန်တွေအစီအရဆရာဝန်တွေလုပ်ငန်းခွင်ပြောင်းလဲဖို့အတနာခံတာတင်တဲ့ကိစ္စကိုတက်မလို့ချစ်ခင်ဝိုင်းရံလေးသားထောက်ခံတဲ့သူတွေရဲ့မျိုးချစ်တွေရဲ့ကတော့လုံးလုံးသဘောမတူဘူးလို့တုံ့တက်လို့ရတယ် ကိုယ်တကူရခိုင်းသဘောမတူပါဘူးဟုတ်ကဲ့ပါကျွန်တော်တည်တော့ပါဟုတ်ကဲ့ပါဟုတ်သဘောတူလိုက်ရင်လည်းအပြူသဘောတော့ဆောင်းမှာမဟုတ်ဘူးကြာမဆောင်းနိုင်ပါဘူးဆောင်းနိုင်ပါဟုတ်ကဲ့ပါကျွန်တော်တို့ညီကိုနှစ်ယောက်ဆွေးနွေးပွဲလေးကိုဒီနေရာမှာပဲကျန်နောက်ကိုပြူပါသူကတော့ကိုရွှေမျိုးဝင်ပါဗျာကျွန်တော်တော့မင်းဟုဆိုဖြစ်ပါတယ်